2016ခုနှစ်စတမ်ဘာလမှာလေတဲ့ COC 6မာရှယ်လန်းကတရုတ်နိုင်ငံဟာအမေရိကန်ရဲ့ B2 ဘုံးကျဉ်လေယာဉ်နဲ့ဆင်တူတဲ့မျိုးဆက်သစ်ဘုံးကျဉ်လေယာဉ်တစ်မျိုးကိုတီထွင်နေတယ်လို့ Trend Trend မျိုးမှာကြေညာခဲ့ပါတယ်အဲ့ဒါကနောက်ပိုင်းမှာ H20 လို့ယူဆခဲ့ကြပါတယ်ဒါမဲ့အခုချိန်ထိ H20 ရဲ့တကယ့်ဓာတ်ပုံအတည်ပြုချက်ပထမဆုံးပြန်သက်မဲ့ရဲ့အစရှိတဲ့တရားဝင်ကြေညာချက်တွေမရှိသေးသလိုလူသိချင်းကြားဆက်သက်ပြန်သက်တာမျိုးလည်းမလုပ်သေးပါဘူးနိပညာပိုက်ဆိုင်ရာအခက်အခဲတွေရှိနေနိုင်တယ်လို့လည်းထင်ကြေးပေးမှုတွေဆက်လက်ရှိနေဆဲပါ ဒါမဲ့2014ခုနှစ်မဲလာမှာတော့အမျိုးသားပြည်သူ့ကွန်ဂရက်မှာလေတဲ့ဒုတိယ COC ချုပ်ဝန်ကြီးကအင်တာဗျူးတစ်ခုမှာဒီစိုးရင်ပူပယ်မှုတွေကိုတိုက်ရိုက်ဖြေကြားခဲ့ပြီးပိတ်ဆို့ကြမ်းကြံနေတာမျိုးမရှိဘဲအားလုံးကိုဖြေရှင်းနေပါတယ်လို့ပြောခဲ့ပါတယ်သူက H20 T twin ထုတ်လုပ်တာဟာအရေးပါပြီးအတိတ်ပဲရှိကြောက်ကိုလည်းအလေးပေးပြောကြားခဲ့ပါတယ်။နိပညာပိုက်ဆိုင်ရာပြဿနာတွေမရှိဘူးဆိုရင်2016ခုနှစ်ကတည်းကကြေညာထားခဲ့တာကိုဘာလို့အခုထိတရားဝင်မပြသတဲ့တာလဲဆိုပြီးမဲစရာရှိပါတယ်။ H20 ကအရေးပါတယ်ဆိုရင်ဘာလို့အရေးရောင်တွေနဲ့ဆောက်ပုတ်တွေလိုပဲ promotion လုပ်တာတွေပဲရှိနေရတာလဲနိပညာပိုင်းအရတိုးတက်မှုတွေရှိနေတာကတော့အသေးချာပဲမဲ့ H20 တီထွင်မှုနောက်ကျနေတာဟာနိပညာထက်ကျော်လွန်နေတဲ့နိုင်ငံရေးတာဝန်ယူမှုသို့မဟုတ်မဟာပြောင်မြောက်ဆုံးဖြတ်ချက်တွေလိုမျိုးအကြောင်းရင်းတွေပါဝင်နိုင်ပါတယ်ပေါ်ပြီးကြေပြန့်တဲ့အကြောင်းအရာတခုလည်းရှိပါတယ်တရုတ်နိုင်ငံမှာ Donfan ဒုံးကျည် series တွေအမျိုးမျိုးသောဒုံးကျည်မျိုးစားတွေမောက်သူမဲ့လေရင်မြောင်များစွာနဲ့မျိုးဆက်သစ် stage show အချက်စနစ်ပါတိုက်လေရင်တွေရှိပြီးသားပါ ီလိုမျိုးအစင်းမြင့် CS နဲ့ရှိနေတဲ့အတွက် American B2 နဲ့ Night ရှင်နိုင်တဲ့ State မဟာဗျူဟာမြောက်ဘုံကျဲလင်တစည်းရဲ့သက်ဆိုင်မှုကအခုခါမှာမေခွန်ထုတ်เสียဖြစ်နေပါတယ်2018ခုနှစ်ကစပြီး H20 အပေါ်လူထုရဲ့မျောလင်းချက်တွေကတရားဝင်ထုတ်ပြန်ချက်တွေကြောင့်မြင့်တက်လာခဲ့တာပါ2018ခုနှစ်မှာ CCTV က H6K ဘုံကျဲလေယာဉ်တီထွင်မှုအကြောင်းအစီအစဉ်တစ်ခုကိုထောက်လွှင့်ခဲ့ပါတယ် 8 Six Series ရဲ့အဓိကဒီဇိုင်နာဟာချန်ချန်ကတရုတ်နိုင်ငံအနေနဲ့အစင်းမြေဘုံကျဲလေရင်တွေတိဆောက်ဖို့ကိုပဲရိုးရိုးရှင်းရှင်းရိမတ်ယုံတင်မကပဲသူတို့အတွက်နီးပညာပိုင်းဆိုင်ရာစံနှုန်းတွေကိုလည်းသတ်မှတ်တင်တယ်လို့ပြောခဲ့ပါတယ်အနာဂတ်တရုတ်ဘုံကျဲလေရင်တွေဟာလက်ရှိပုံစံတွေကိုမလိုက်ပဲစစ်စင်ရေးပုံစံတွေမှာဥစောင့်တင်တယ်လို့လည်းသူကအကြံပြုခဲ့ပါတယ်ဒီစစ်စစ်နောက်ပိုင်းမှာစီးရီးမီဒီယာတွေနဲ့လွတ်လပ်တဲ့တုံ့သက်သူတွေကမျောလင်းချက်တွေကိုလျင်မြန်စွာမြစ်တင်ခဲ့ကြပါတယ် ဆော်ဘာများစွာက H20 ဟာ B2 သို့မဟုတ် B21 design တွေကိုလိုက်မှာမဟုတ်ပဲအာဂါသအနီးပြန်သန်းနိုင်စွန်းနဲ့ hypersonic တိုက်ခိုက်နိုင်စွန်းလိုမျိုးစွန့်ရည်တွေပါဝင်လာနိုင်တယ်လို့ကောက်ချက်ချခဲ့ကြပါတယ်လူထုရဲ့မျောလင့်ချက်တွေဟာတရုတ်ရဲ့ B2 ဖြစ်လာဖို့ကနေလက်ရှိအသုံးပြုနေတဲ့ဘယ်အရာနဲ့မှမတူတဲ့မျိုးဆက်သစ်ပုံစံတစ်ခုစီကိုပြောင်းလဲတော့ခဲ့ပါတယ် ဒီအစီအစဉ်ကပုံမအားကောက်တဲ့အင်ဂျင်အစစ်မြစ်သတင်းအချက်အလက်နဲ့ electronic စစ်စင်ရေးစွန့်ရည်တွေတရုတ်ရဲ့လေဆိပ်အခြေအနေတွေနဲ့ကုန်ကျစရိတ်သက်သာတဲ့ပြုပြင်ထိမ့်သိမ်းမှုတွေကိုထည့်သွင်းစဉ်းစားခြင်းလိုမျိုးအဓိကတိုးတက်မှုနယ်ပယ်တွေကိုလည်းမိမောက်ထိုးပြခဲ့ပါတယ် HDD အတွက်လူထုရဲ့မျောလင်းချက်တွေဟာတရုတ်မှာ still show as snip ပါဘုံကျဲလျင်ရှိလာမယ်ဆိုတာကလည်းတရုတ်ဟာနောက်မျိုးဆက်ဘုံကျဲလျင်တွေကိုဥဆောင်လိမ့်မယ်ဆိုတာအထိတိုးတက်လာခဲ့ပါတယ် ်ဒုတိယအရေးကြီးတဲ့အချိန်ကတော့2024ခုနှစ်မက်လာမှာကျင်းပတဲ့အမျိုးသားပြည်သူ့ကွန်ဂရက်အတွင်းတည်ထောင်တူကလေတဲ့ဒုတိယ COC 6ဝန်ကြီးကို H20 ရဲ့တိုးတက်မှုအကြောင်းမေးမြန်းခဲ့ခြင်းပဲဖြစ်ပါတယ်သူရဲ့ပြောကြားချက်ကဘုံကျဲလိန်ဟာနှီးပညာအရမဖြစ်နိုင်တာမဟုတ်ပဲနှီးဆက်နေပါပြီလို့အပြန်လေအတီးပြုတ်ခဲ့ပါတယ်။ဒါကမျောလင်းချက်တွေကိုအစ်တစ်တဖန်ပြန်လေမြင့်တက်စေခဲ့ပါတယ်။ ဝင်းရဲ့ပြောကြားချက်ပြီးမှဂွန်ချရဲ့အပတ်စဉ်စီးရဲသုံးသက်ချက်ကန္တာကဘယ်လို H20 မျိုးကိုကျွန်တော်တို့လိုအပ်သလဲဆိုတဲ့ခေါင်းစဉ်နဲ့စောက်ပါတပုတ်ကိုထောက်ဝယ်ခဲ့ပါတယ်ဒီဆောင်ပါကတရုတ်ရဲ့နောက်မျိုးဆက်ဘုံကျဲလိန်ဟာ stay showers နဲ့ရန်သူရဲ့ကာကွယ်ရေးကိုထိုးဖောက်တာကိုအာယုံစိုက်တဲ့ B2 မဟုတ်ရင် B21 design တွေကိုလိုက်နာတင်သလားဒါမှမဟုတ်တိုက်လျင်ပြည့်ဒုံးကျည် pilots နဲ့ H6 model ကိုဆက်လက်လှုပ်ဆောင်တင်သလားဆိုတာကိုစမ်းစစ်ခဲ့ပါတယ်ဒါကအဓိကမိခွန်းတစ်ခုကိုဖြစ်ပေါ်စေခဲ့ပါတယ် တရုတ်က stay showness ကိုအာယုံစိုက်တင်သလား stay ဘုံကျဲလေရင်နဲ့ဒုံးကျည်ပြစ်လွတ်နိုင်စွန်းတစ်ခုစလုံးကိုပေါက်ဆက်ထားတဲ့ drone တွေပါပါဝင်နိုင်ဖွယ်ရှိတဲ့ process တစ်ခုကိုတိဆောက်တင်သလားဆိုတဲ့မေးခွန်းတွေပါဒီဆွေးနွေးညင်းခုံမှုက H20 ရဲ့ဒီဇိုင်းနဲ့ပတ်သက်ပြီးစစ်ဖက်အတိုင်းအဝိုင်းအတွင်းသဘောတူညီမှုမရှိသေးဘူးဆိုတာကိုဖော်ပြခဲ့ပါတယ်။ကောက်ဆော့ဒီဇိုင်နာကအနာဂတ်စစ်စင်ရတွေကိုဥဆောင်ချင်းရဲ့အရေးပါပုံကိုအလဲပေးနေချိန်မှာဒုတိယ CUC ချုပ်ကတော့လေရင်မကြခင်ရောက်လာတော့မှဖြစ်ပြီးကြမ်းကြာမှုတွေရှိမှာမဟုတ်ဘူးလို့အာမခံခဲ့ပါတယ်။ ဒီလိုပြောကြားချက်တွေရှိပေမဲ့လည်း H20 ကို2025ခုနှစ်စတမာလ3ရက်နေ့စီးရဲပြပွဲမှာပြတ်သားခဲ့ခြင်းမရှိခဲ့ပါဘူးအဲ့ဒီပြပွဲမှာလူအများစုကဘုံကျဲလေရင်ကိုပြတ်သားလိမ့်မယ်လို့မျှော်လင့်ခဲ့ကြတာပါစီးရဲစိတ်ဝင်စားသူတွေအတွက်2025ခုနှစ်စတမာ3ရက်စီးရဲပြပွဲဟာ H20 ကိုစတင်ပြသဖို့အကောင်းဆုံးအချိန်လို့ထင်ခဲ့ကြပါတယ် 2016ခုနှစ်တရားဝင်ကြေညာပြီးကတည်းကဆယ်စုနှစ်နေပါကြာမြင့်ခဲ့ပြီဖြစ်ပြီးမျိုးဆက်တဲ့တိုက်လေရင်တွေကြိုတင်တတိပေးလေရင်တွေနဲ့တာဝက်ပြည့်ဒုံးကြီးတွေလိုအရေးပါတဲ့စနစ်တွေကိုပြသပြီးသားဖြစ်ပါတယ်။လေကြောင့်အချင်းပြုတ်တက်ဖွဲ့အင်အားအပြည့်စုံကိုပြသဖို့အချိန်အခါတည်နေခဲ့ပါတယ်။ဒါမဲ့စည်ရဲပြပွဲလုပ်တဲ့အခါမှာ H20 ကိုထင်ထင်ရှားရှားမတွေ့ခဲ့ရပါဘူး။ ဈေးပြဇလန်ကပြီးတော့ပဲမဲ့ထွက်ပေါ်မလာခဲ့တဲ့အတွက်အချိန်မကိုက်တာကြောင့်လို့ယူဆလို့ရပါတယ်ဒါမဲ့ဈေးပြပွဲပြီးမကြခင်မှာပဲအရက်ဖက်ဆာယာဂျိုဒူတွေကနေဓာတ်ပုံအသစ်တပုံကိုရယူနိုင်ခဲ့ပါတယ်အော်ဘလာမအမေရိကန်ဝက်ဘ်ဆိုက်ဖြစ်တဲ့ Defense News နဲ့တရုတ်စစ်ဖက်ဆိုင်ရာမီဒီယာများစွာကအနောက်မြောက်ပိုင်းဆက်သက်ခန့်တစ်ခုမှာရှိနေတဲ့ကြီးမားပြီးပြန်တန်းနေတဲ့တောက်ဖန်ပုံစံနဲ့လေရင်တစ်စီးရဲ့ဂျူရုဓာတ်ပုံတွေကိုထောက်ပြခဲ့ပါတယ်။ စီရဲသုံးသဲသူတွေကဒီလေရင်ရဲ့အရွယ်အစားကိုတိုက်တာခဲ့ရမှာတောက်ဖန်အကျယ်60မီတာကနေ63မီတာခန့်လေရင်ကိုထဲအလျား20မီတာကနေ24မီတာခန့်ရှိတယ်လို့သိရပါတယ်။လက်ရှိအမေရိကန်ဘုံကျဲလေရင်တွေနဲ့နိုင်ရှင်ကြည့်ရင်ဒီအရွယ်အစားကသတိထားစရာပါ။ B21 Radar မှာတောက်ဖန်အကျယ်60မီတာခန့်နဲ့ကိုထဲအလျား20မီတာရှိပြီး B2 Spray မှာတောက်ဖန်အကျယ်50မီတာနဲ့ကိုထဲအကျယ်20မီတာရှိပါတယ်။ရုပ်တပုံထဲကဒီလေရင်အစ်စ်ဟာ B2 နဲ့ B21 ကြားအရွယ်အစားမှာရှိနေပါတယ်။ ဒီလေယာဉ်ဟာပုံမှန်ပြန်ဆက်နေတဲ့တောက်ဖက်ပုံစံပါတဲ့ဒီဇိုင်းရှိပြီးလေဝင်လေထွက်တဲ့အင်ဂျင်လို show us နည်းနဲ့ဒီဇိုင်းထုတ်ထတာပါထူးခြားဆုံးအချက်ကတော့လေမွန်ခန့်ကိုမမြင်ရတာကြောင့်စေးသုံးသက်သူအများအပြားကဒါဟာမောက်သူမဲ့လေရင် unmanned aircraft ဖြစ်နိုင်တယ်။နောက်ပြီးကြီးမားတဲ့ stageways နဲ့မောက်သူမဲ့လေရင် UAV ဖြစ်နိုင်တယ်လို့ကောက်ချက်ချခဲ့ကြပါတယ်။ဒီလေရင်ကို JJX Marine လေရင်သို့မဟုတ်မောက်သူမဲ့ H20 လို့လေရင်မြန်စွာနာမည်ပေးခဲ့ကြပါတယ်။ အဲ့ဒီအချိန်နှီးပါမှာပဲတခြားပြည်တွင်းလေဆိပ်တစ်ခုကနေတောက်ပန်းအကျယ်50မီတာနှီးပါရှိတဲ့လေရင်တစ်စီးရဲ့ဂျရုတ်တပ်ပုံတခြားတစုံထွက်ပေါ်လာခဲ့ပြန်ပါတယ်အချောစားအရဒီလေရင်ဟာ B2 ထက်အရွယ်စားပိုသေးပုံရပါတယ်ဒီတပ်ပုံတစုံမှာတူညီတဲ့ဘုံလက္ခဏာရက်တွေရှိနေတာကိုတွေ့ရပါတယ်နခုစလုံးဟာပုံမှန်လူစီလေရင်ပြန်သန်းမှုစင်တာသို့မဟုတ်မောက်သူမဲလေရင် UAV စမ်းသပ်မှုတွေအတွက်လူသိများတဲ့စကန်တစ်ခုမှာပေါ်လာခဲ့တာပါ နခုစလုံးကပုံမဲ့နိဗျူဟာမောက်သူမဲ့လေရင်တွေထက်အများကြီးပိုကြီးတဲ့ပြန်တန်းနေတဲ့တောက်ပန်းပုံစံကိုအသုံးပြုထားပြီးနခုစလုံးက Thunder Vault 1လိုမျိုး Hypersonic ဒုံးကြီးတွေကိုတဲဆောင်နိုင်တဲ့အကော်ဝဲရှင် Steel တိုက်ခိုက်ရေးစွန့်ရည်ရှိတယ်လို့ယူဆရပါတယ်။တနည်းအားဖြင့် H20 ဟာစစ်ရေးပြပွဲမှာပြောင်းနေခဲ့ပေမဲ့အရက်ဖတ်သုံးဂျိုရုဓာတ်ပုံတွေကနေတဆင့် Showers နဲ့မောက်သူမဲ့ဘုံးချစ်လေရင်အဖြစ်ပွဲဦးထွက်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။ ဒီတဲ့ပုံတွေပေါ်တရားဝင်တုံ့ပြန်မှုကတော့လုံးဝတိတ်ဆိတ်နေခြင်းပဲဖြစ်ပါတယ်။လေရင်အမက်စွန်းဆောင်ရဲ့အသေးစိတ်အချက်လက်တွေသို့မဟုတ်အောင်မြင်တဲ့ဆက်သက်ပြန်သတ်မှုကိုအတည်ပြုတဲ့သတင်းထုတ်ပြန်ချက်တွေဘာတစ်ခုမှမရှိခဲ့ပါဘူး။အကြောက်အရာနဲ့သဲလွန်စားတွေကိုစူးစိလိုက်တဲ့အခါအဓိကအချက်၃ချက်ကိုအတည်ပြုနိုင်ပါတယ်။ပထမချက်ကနိပညာအရာဖြစ်ပါတယ်။တရုတ်နိုင်ငံဟာကြီးမားပြီးပြန်သတ်နေတဲ့တောက်ပန်စတေးပုံစံတွေကိုဒီဇိုင်းဆွဲပြီးစမ်းသပ်နိုင်တဲ့စွန့်ရည်ရှိနေပြီဖြစ်ပြီးမောက်သူမေဘာရှန်ကလည်းစမ်းသပ်မှုအဆင့်ကိုရောက်နေပါပြီဒုတိယအချက်ကနီးဗျူဟာအရာဖြစ်ပါတယ် တာဝက်ပြည့်ဒုံးကြီးတွေ hypersonic လက်နက်တွေနဲ့ချိန်မာတဲ့ stay mode မဲ့လေရင်တွေဟာတမျိုးကျ Lucy stay ဘုံးကျဲလေရင်တွေကိုပေးအပ်ထားတဲ့အခန့်ကဏ္ဍတွေကိုလေရင်မြန်စွာရယူနေကြပါတယ်ထို့သဖြင့်အကွာဝဲရှယ်ကနေတိကျစွာတိုက်ခိုက်မှုတွေအတွက်ပါတတိယချက်ကတော့နိုင်ငံရဲ့အရာပါ မကြသေးမီနှစ်တွေအတွင်းတရုတ်ကောက်ဆောင်ပိုက်ဟာမြို့ဆက်သစ်ထုတ်လုပ်မှုပုံစံတွေနဲ့မြို့ဆက်သစ်တိုက်ခိုက်ရေးစွန်းအားရဲ့အရေးပေါ်ပုံကိုထက်ကတလဲလဲအလေးပေးပြောဆိုနေပြီးအရောက်ဆောင်တိုက်ခိုက်ရေးစွန်းအားနဲ့ PPT စီမံကိန်းတွေကိုဆက်ကျင်ပြောဆိုနေသလိုစီးရဲစီးရင်ခန်းစာတွေမှာလည်းမဟာဗျူဟာမြောက်စာရွက်စာရွက်တွေမှာမောက်သူမင်းနဲ့ညံရီတုစစ်စင်ရဲတွေအကြောင်းကိုမကြာခဏဆွေးနွေးနေကြပါတယ်ဒီ channel တွေကိုထစ်သွင်းစဉ်းစားတဲ့အခါ B2 ကိုရိုးရိုးလေးကုယူဖန်တီးတာဟာနိပညာရှူတော့ကနေတိမ်မကပဲမဟာဗျူဟာနဲ့နိုင်ငံရေးရှူတော့ကပါဖြည့်ရှင်းနေတော့မဟုတ်ပါဘူး ုံချင်နဲ့မောက်သူမေးလေရင်စနစ်တွေတီထွင်ပြီးနောက်မှာလူစီးဘုံကျဲလေရင်တစည်းကထူးထူးခြားခြားဖြစ်လာနိုင်မှာလားဒါကောအယောင်ဆောက်တိုက်ခရဲ့စွန်အားလို့ရှုမြင်ခံရမှာလားဒီလိုမရေရာမုံတွေကဒီဇိုင်းအဖွဲအတွက်နိပညာဆရာပြဿနာတွေထက်တော့ပိုပြီးစင်ခေါ်မှုကြီးမားပါတယ်ဘီတူကိုကူးချလိုက်ရင်အရန်ရှေယုတ်ဆန်လွန်ပြီးတရုတ်ရဲ့မျိုးဆက်သစ်တိုက်ခရဲ့စွန်အားပန်းတိုင်နဲ့လွေးချော်နေမှာပါ ကမ္ဘာပက်လက်အနီးပြန်သတ်နိုင်တဲ့ hypersonic stay ဘုံးကျဲလေယာဉ်စီကိုခုန်ပြန်ကျော်လှော့လိုက်ဖို့ကလည်းပန်ပိုးပဲနိုင်တဲ့စနစ်တွေအသိမဖြစ်တဲ့အတွက်အရန်စောနေပါသေးတယ်မောက်သူမဲပုံစံတွေကစမ်းသပ်မှုအဆင့်ကိုရောက်နေပြီဖြစ်တဲ့အတွက်ပုံမှန်လူစီဘုံကျဲလေရင်အတွက်အရင်မြစ်တွေကိုရင်းနှီးမြုံနယ်ဖို့ဆိုတာကခက်ခဲလာနေတယ်လို့ဆိုရမှာပါရလက်အနေနဲ့ဒုံကြီးတိုက်ခရဲစနစ်ရဲ့ဒစိုက်တပိုင်အဖြစ်ကြီးမားပြီးပြန်သက်နေတဲ့တောက်ဖယ်ပုံစံမောက်သူမဲလေရင် UAV ကဂျူဒက်ပုံတွေထဲမှာပေါ်ထွက်လာခဲ့ပါတယ် ဒီတော့တွင်မှာအစောပိုင်းကကတိပေးခဲ့တဲ့ H20 ကတော့ B2 ကိုလည်းမတူပနိုင်မျိုးဆက်သစ်ပုံစံအသစ်ကိုလည်းမတက်မတ်နိုင်သေးပဲမကြာခင်လာတော့မယ်နဲ့ဆောင်းရချိုးနဲ့မယ်ဆိုတဲ့ဗဇက်ကကတိတွေကြားမှာရက်တက်နေစဲပါဒါကြောင့်အစောပိုင်းမေခွန်စီကိုပြန်တော့ရရင်တရုတ်ကအလားတူပုံစံကိုတီထွင်ပြီးသားဖြစ်နေလျက်နဲ့ H20 ဟာဘာကြောင့်တရားဝင်မပေါ်ထွက်လာသေးတာလဲဆိုတာပါ ရရှိနိုင်တဲ့သေလွန်စားတွေပေါ်အခြေခံပြီးပြောရရင်အဖြေကတော့အနာဂတ်တာဝဲပြည့်တိုက်ခိုက်ရေးစနစ်အတွင်းမှာဒုံးကြီးတွေမောက်သူမဲလေရင်တွေနဲ့လူစည်းလေရင်တွေရဲ့အခန့်ကဏ္ဍတွေကိုဘယ်လိုခွဲဝေပေးမလဲဆိုတာကိုကောက်ဆောင်ဘက်ကအပြည့်အဝမဆုံးဖြတ်ရတဲ့လိုပဲဖြစ်ပါတယ်အဲ့ဒီတော့ဒီနေ့ပတ်သက်တဲ့အဓိကပြဿနာကဒါကိုတိဆောက်နိုင်မတိဆောက်နိုင်ဆိုတာထက်သူဖြစ်စေပေးဖို့ရည်ရွယ်ထားတဲ့အခန့်ကဏ္ဍကိုတခြားစနစ်တွေကတဖြည်းဖြည်းနေရာယူလာတာပဲဖြစ်ပါတယ်စစ်ဖက်အတိုင်းဝိုက်ထဲမှာကိုကိုကိုတယောတဲ့လူကြိုက်များတဲ့ဟာသတစ်ခုကဒီအခြေအနေကိုပေါ်လွင်စေပါတယ် အဲ့ဒါကဘာလဲဆိုတော့အရာရှိတွေကအထင်ကြီးစရာတခုခုလိုချင်တော့ B2 လိုပုံစံကိုဆွဲလိုက်တယ်ဒါမဲ့တဝက်ရောက်မှစစ်မြေပြင်မှာဒါမျိုးမလိုအပ်တော့ဘူးဆိုတာသိသွားတယ်ဘတ်ဂျက်ကလည်းမထောက်ပံ့နိုင်စနစ်ကလည်းလက်မခံနိုင်ဘူးဆိုတာပါစီးရီးစိတ်ဝင်စားသူတွေကပါ H20 ကိုစနောက်ပြောဆိုနေကြပါပြီအကိုတို့ရဲ့ဘယ်သူမှနားမလဲတော့ဘူးလားငါ့ကိုအဲ့ဒီလင်းလက်တောက်ပနေတဲ့နီးပညာအစ်စ်တွေကတွန်းထုတ်လိုက်ပြီဆိုတာပါ ဒီလင်းလဲတောက်ပနေတဲ့နိပညာအသစ်တွေဆိုတာကတော့ hypersonic ဒုံးကြီးတွေ stationless နဲ့ပါတဲ့ drone တွေနဲ့စတ်သမားမျိုးဆက်တိုက်လေယာဉ်တွေကိုရညွှန်းတာပါဒုံးကြီးတွေကတိကျတဲ့တာဝက်ပစ်တိုက်ခိုက်မှုတွေမှာကုန်ကျစရိတ်အများအပြားကိုဖြစ်စေပါတယ် Donfat 70 Donfat 36နဲ့ Chongjin Siri လိုလက်နက်တွေဟာ unit ချင်းစီဈေးကြီးပေမဲ့တကြင်တိုက်ခိုက်မှုအတွက်စုစုပေါင်းကုန်ကျစရိတ်က stay ဘုံချစ်လျင်အုပ်စုတစုကိုထင်းထင်းရတာထက်ပိုသက်သာနေတော့ပါ ပြစ်မှတ်တွေအများစုအတွက်ဆိုရင်စွပ်ပြစ်နိုင်တဲ့ဒုံးကြီးတွေကအကူညီနဲ့ဝန်ထမ်းတွေအပါဝင်ဘုံကျဲလေရင်အုပ်စုတစ်ခုလုံးထက်ဈေးစကပိုတက်တာပါတယ်မောက်သူမဲ့လေရင် drone တွေမှာစစ်မြေပြင်တိုက်ခိုက်မှုရဖို့အတွက်အရေးအတွက်များများရှိနေခြင်းကအခရာကျနေပါတယ်။ဝင်လောင်းတဲ့ rainbow drone တွေကနေ10မီတာအကျယ်ရှိတဲ့ JJX မောက်သူမဲ့စနစ်အထိသူတို့ဟာနီးပြူဟာထောက်လန်းရဲကနေမဟာပြူဟာတိုက်ခိုက်ရဲ့အခန်းကဏ္ဍတွေအထိကျေပြန့်လာခဲ့ပါတယ်။ လက်ထက်အတွက် NDA များပြီးကုန်ချမှုများတဲ့မီရှင်တွေကိုမောက်သူမေးစနစ်တွေနဲ့ပို့ပြီးကြောင်းလဲပေးနေပါတယ်။စားထမမျိုးဆက်တိုက်လျင်ကလေကြောက်တိုက်ပွဲမှာစနစ်ပိုက်ဆိုင်ရာအာကောင်မုံကအဓိကကြပါတယ်။စာထမမျိုးဆက်တိုက်လျင်တွေကိုတိုက်လျင်တွေ၊ကွက်ကရဲလျင်တွေအဖြစ်လောက်ဆောင်နိုင်တဲ့လေကြောင်းနှုတ်တွေအဖြစ်ဒီဇိုင်းထုတ်ထားပြီးမြေပြင်တိုက်ခိုက်ရေးလက်နက်တချို့ကိုတည်ဆောင်နိုင်သလိုမောက်သူမေလျင်တွေကိုပါထိန်းချုပ်နိုင်ပါတယ်။ဆိုတာကဘုံကျဲလျင်တွေအတွက်မူလကဒီဇိုင်းထုတ်ထားတဲ့မီရှင်တချို့ကိုစာထမမျိုးဆက်တိုက်လျင်တွေကနေရာယူသွားတာပါ။ ဒီနိပညာ total moon သုံးခုတပြိုင်တည်းဖြစ်ပေါ်လာတဲ့အခါ B2 ပုံစံကိုလိုက်ပြီးအသံအောက် show ass နဲ့ထိုးဖောက်ဝင်ရောက်ခြင်းကိုအဓိကထားတဲ့အတွက်လူပါတဲ့ stay ဘုံချဲလျင်တစ်စီးဟာစင်ခေါ်မှုများစွာနဲ့ရင်ဆိုင်နေရပါတယ်တိတာတာကတော့ H20 ပေါ်ထွက်လာဖို့ခက်ခဲခြင်းဟာရိုးရိုးရှင်းရှင်းနိပညာပြဿနာတက်တက်မဟုတ်ပဲစနစ်အတွင်းမှာရာထူးနေရာတွေနေရာရွှေ့သွားတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်အဖွဲစီရှူတော့ကနေကြည့်ရင်ဒီလိုစီမံကိန်းမျိုးဟာအကျိုးမရှိတဲ့အခြေအနေဖြစ်လာပါတယ် ဒီအစီအစဉ်ကိုရက်လိုက်ရင်စတင်ဆုံးဖြတ်ရမှာမာရင်ခဲကြောင်းဝန်ခံရမှာဖြစ်ပြီးနိုင်ငံရေးရရှင်းပြချက်တွေလိုအပ်လာပါလိမ့်မယ်။ဆက်လက်တွန်းအားပေးရင်တော့ချေယိုဆန်ဒေသို့မဟုတ်တိုက်ခိုက်ရေးစွန့်ရည်သစ်တွေမဖန်တီးနိုင်ဘူးလို့တစိကက်ခံရဖို့လွယ်ကူပါတယ်။ရလက်အနေနဲ့အပေးယူလှုပ်ထားတဲ့အဖြစ်တစ်ခုကိုကျွန်တော်တို့မြင်တွေ့ရတာပါ။ကြည့်မှာပြီးပြန်တက်တဲ့တောက်ပံပုံစံနဲ့မောက်သူမဲ့လေရင်တွေကလေဥမင်လိုက်ောက်တွေပြေးလန်းတွေနဲ့ဆက်သန်းကွင်းတွေကြားမှာတိုးတက်နေပြီဖြစ်ပါတယ် ဒီနေရာမှာလေဥမိန်လိုက်ကောက်ဆိုတာလေရဲ့အမြန်နှုံးအမျိုးမျိုးဖြစ်တဲ့နေတာအသံမြန်နှုံးနေပါအသံထက်အစားပေါက်များစွာမြန်တာစားတာတွေနဲ့စံသက်ဖို့လေထုအတုနဲ့ဖန်တီးထားတာပါတချိန်တည်းမှာပဲ H20 ကိုမကြခင်လာတော့မယ်နောက်နေမှုမရှိဘူးပြီးတော့တကယ်ကိုအမိုက်စားဖြစ်တယ်လို့ဆက်လက်ဖော်ပြနေကြပေမဲ့ဘယ်သူမှဒါကဘယ်လိုပုံဘက်သဏ္ဍန်လဲဘာအတွက်အသုံးပြုမလဲဆိုတာကိုတိတိကျကျသတ်မှတ်ပြောဆိုဖို့စံသားမရှိကြတာကိုတွေ့ရပါတယ် H20 ရဲ့အနာဂတ်ကိုအကဲဖြတ်ဖို့အတွက်မကြာခဏလစ်လျူရှုခံရပေမဲ့အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်တဲ့လေဥမိန်လိုက်ကောက်စီကို ပြန်တော့ဖို့လိုပါတဲ့မကြာသေးမီနစ်တွေအတွင်းတရုတ်နိုင်ငံဟာကြီးမားတဲ့လေဥမိန်လိုက်ကောက်တွေမှာအဓိကရင်းနှီးမြှုပ်နှံခဲ့ပါတယ် အဲ့ဒီလိုက်ကောက်တွေထဲမှာအနေနှုံးအသံမြန်နှုံးနှီးပါနဲ့အသံထက်မြန်နှုံး hypersonic လေဥမင်လိုက်ကောက်တွေပါဝင်ပြီးအများစုကအမေရိကန်ရဲ့အလားတူစက်ယုံတွေရဲ့အရွယ်အစားထက်ပိုကြီးနေပါပြီစတ်မမျိုးဆက်တိုက်လေရင်တွေအမျိုးမျိုးသော state မဟုတ်သူမဲ့လေရင်တွေနဲ့ဖြန့်ဝေထားတဲ့လက်နက်ခမ်း design တွေအားလုံးကိုဒီဥမင်လိုက်ကောက်တွေမှာစံသပ်ပြပါပြီဂျူဓက်ပုံတွေမှာမြင်ရတဲ့၄စင်မီတာနဲ့၅စင်မီတာအကျယ်ရှိတဲ့ပြန်သက်နေတဲ့တောက်ပံပုံစံတွေဟာဒီလေဥမင်လိုက်ကောက်တွေမပါဘဲစံသပ်ပြန်သက်မှုအဆင့်ကိုရောက်ရှိလာနိုင်မှာမဟုတ်ပါဘူး ဒါကအချက်တစ်ခုကိုဆိုလိုပါတယ်ဘီတုအရွယ်စားရှိပြန်တတ်နေတဲ့တောက်ဖန်နဲ့လေရင်တစည်းတိဆောက်ဖို့ဤပညာပိုင်းဆရာစင်ခေါ်မှုတွေရှိပေမဲ့အဲ့ဒီအတားဆီးကိုတော့ကြော်လော့ပေးတာဖြစ်နေပါပြီတကယ်ပြဿနာကလေဥမင်လိုက်ကောင်းတဲ့အထက်မှာပဲဖြစ်ပေါ်ခဲ့တာဖြစ်နိုင်ပါတယ်ပုံစံတစ်ခုကစေးခေနောက်ပိုင်းကထုတ်ဖောက်ဝင်ရောက်နိုင်တဲ့ဘုံကျဲလေရင်တွေလိုမျိုး stage shows နဲ့လက်နဲ့တေဆောင်နိုင်မှုကိုအလေးပေးပြီး B2 အသံအောက်ပြန်တက်နေတဲ့တောက်ပန်းဒီဇိုင်းကိုလိုက်နာခဲ့ပါတယ် ။နောက်ပုံစံတစ်ခုကပုံပေါ်မြန်တဲ့ Mark အမြန်နှုန်းအာဂါသအနီးပြန်သတ်မှုတွေကိုရယူဖို့အမီးနဲ့လေဝင်ပေါက်ကိုပောက်ထည့်ပြီးကဘာပက်လက်အနီး Stay ဘုံကျစ်လျင်သဘောတရားနဲ့ကိုင်းညင်နေခဲ့ပါတယ်။ဒါရီယာဒီဇိုင်းစီးရီးတစ်ခုကမောက်သူမဲစနစ်တွေကိုအဓိကထားပြီး attack level လိုမျိုးအရွယ်အစားအလေအလက် stay UAV တွေကနေ0.7မီတာအကျယ်ရှိတဲ့ GJX အထိ hypersonic လက်နက်တွေကိုသေဆောင်နိုင်ဖို့အထူးဒီဇိုင်းထောက်ခဲ့ပါတယ်။ဒီအခြေအနေမှာ H20 စီမံကိန်းဟာတခုတည်းသောဒီဇိုင်းမဟုတ်တော့ဘဲဖြစ်နိုင်ခြေများစွာရဲ့ချိန်နှောက်တလုံးလိုဖြစ်နေပါပြီ။ အစပိုင်းမှာတော့ဒါကိုဘီတုရဲ့တရုတ်ဘာရှန်အဖြစ်စိတ်ကူခဲကြမှာပါဒါမဲ့မောက်သူမဲလေရင်တွေဒုံးကြီးတွေနဲ့စတ်ထမမျိုးဆက်တိုက်လေရင်တွေတိုးတက်လာတဲ့အများဒီချင်းတော့ထဲကအရာတွေကိုခွဲထုတ်လိုက်ပါတယ်။တစိတ်တစ်ဘက်က GJX လို့ပုံစံတွေဖြစ်သွားပါတယ်။နောက်တစိတ်တစ်ဘက်ကဘုံကျဲနိုင်စွန်လေးရှိတဲ့ J50 လို့တိုက်လေရင်ဒီဇိုင်းတွေဖြစ်သွားပါတယ်။တချို့အပိုက်တွေကတော့ခေါင်းဆောင်ဘက်ကနေနောက်ဆုံးလက်ညွန်ချက်ကိုစောင့်ဆိုင်ရင်လေဥမိန်လိုက်ကောင်းမှာပဲရှိနေတော့မှာ။ ဒီချက်ကဂွန်ချာလိုစစ်သတင်း website ကစနစ်တွေအပေါ်လေတက်ကိုဝေဖန်မှုတွေဘာကြောင့်ရှိနေလဲဆိုတာကိုရှင်းပြပါတယ်။ပြဿနာကလေတက်မှာရှိပါတယ်။သူတို့မှာရှင်းရှင်းလင်းလင်းဥတည်ချက်မရှိဘူး။ mission လိုအပ်ချက်တွေကစက်ပြီးပြောင်းနေတယ်။ရွေးချယ်နိုင်စွန်းလက်နက်သေးဆောင်နိုင်မှုနဲ့ပြလွတ်တဲ့နည်းလမ်းတွေအတွက်စံနှုန်းတွေကိုလည်းစက်ပြီးပြောင်းနေတယ်။ဒါကဒီဇိုင်နာတွေနဲ့ထုတ်လုပ်သူတွေကိုဂောက်ကိုက်စေတယ်လို့ဆိုထားပါတယ်။ ဒီဇိုင်နာတွေဘက်ကကြည့်ရင်ဒါကဖောက်သေးစီကအမြဲပြောင်းလဲနေတဲ့တောက်ဆုံမှုတွေလို့ခံစားရနိုင်ပါတယ်။ဒါပေမဲ့လေတက်နဲ့အထက်စင်ကရှူတော့ကနေကြည့်ရင်ဒါဟာမချိမဖြစ်လိုအပ်တဲ့ရွေးချယ်စရာများစွာရှိတဲ့မဟာဗျူဟာတစ်ခုပဲဖြစ်ပါတယ်။ H20 ကိုအရွယ်အစားအလေအလတ် B2 အဖြစ်သတ်မှတ်မယ်ဆိုရင်ဒွန်ဂျီတွေနဲ့မောက်သူမဲ့လေရင်တွေရှင်းမှာဘယ်လိုထူးခြားတဲ့အခန့်ကဏ္ဍကိုပါဝင်နိုင်မလဲဆိုတဲ့မိခွန်းကိုဖြေရပါမယ်။ H20 ကိုကဘာပက်လက်အနီးစတေဘုံကျဲလေရင်အဖြစ်သတ်မှတ်မယ်ဆိုရင်ထောက်လန့်ရေးလက်ညုံမှုဆက်သွယ်ရေးနဲ့ဒုံးကျည်ကောက်ွေးအပါဝင်အာဂါဇအနီးစနစ်တစ်ခုလုံးကိုတီထွင်ဖို့လိုအပ်လာပါမယ်။ဒါဟာပိုပြီးကြီးမားတဲ့နိုင်ငံရေးနဲ့ငွေကြေးအန္တရာယ်ဖြစ်ပါတယ်။ မွင်း H20 mission ကိုခွဲလိုက်မယ်ဆိုရင် NDA များတဲ့ထိုးဖောက်မှုကိုမောက်သူမဲ့လေရင်တွေစီကိုတာဝန်ပေးမယ်၊ကွက်ကဲမှုနဲ့ညီနိုင်ဆောင်ရွက်မှုကိုစတ်ထမမျိုးဆက်တိုက်လေရင်တွေစီကိုတာဝန်ပေးလိုက်မယ်၊တိုက်ချင်းပြတားစီဟန်တာမှုကိုဒုံးကျည်တွေစီပေးလိုက်ရင် H20 ဆိုတဲ့တစ်စက်ဟာလွယ်လွယ်ကူကူဘဲဖယ်ထားခံရနိုင်ပါတယ်ဒီမှာတဲ့ဥမင်လိုက်ကောက်တွေစွန့်ဆောင်ရမြင့်ကွန်ပျူတာတွေနဲ့ပစ္စည်းအသစ်တွေရှိနေတာကြောင့်အမျိုးမျိုးသောဒီဇိုင်းတွေကိုစမ်းသပ်ဖို့ကွန်ကျန်းစိတ်နဲ့စွန့်ဆောင်ရကက်သက်ချက်တွေကိုအကဲဖြတ်ဖို့မခက်ခဲပါဘူး ်ခက်ခဲတာကဘယ်သူကဥတီချက်အပေါ်နောက်ဆုံးဆုံးဖြတ်ချက်ချပြီးဒီအတွက်တောင်းယူမလဲဆိုတာကိုဆုံးဖြတ်ဖို့ပဲဖြစ်ပါတယ်လက်ရှိအခြေအနေကိုချင်းချင်းအားဖြင့်ကြီးမားပြီးပြန်တက်တဲ့တောက်ပံပုံစံပါမောက်သူမဲ့လေရင်တွေဟာအန်ဒီရဲ့နေပြီးပုံမရှင်းလင်းတဲ့အကျိုးကျေးဇူးရှိတဲ့ရွေးချယ်မှုအဖြစ်ထွက်ပေါ်လာခဲ့ပါတယ် သူတို့ဟာမောက်သူမင်းနဲ့ညံရီတုစစ်စင်ရဲဆိုတဲ့နိုင်ငံရေးပြောဆိုချက်နဲ့ကပ်ညီပြီးတာဝတ်ပြည်တိုက်ခိုက်ရေးစွန့်ရည်တွေမှာလက်ခံနေတာတွေကိုချက်ချင်းပြစ်စီပေးနိုင်ပါတယ် H20 ကတော့ရှင်းနေတဲ့ဥတီချက်ကိုစောင့်ဆိုင်ရင်လေဥမင်လိုက်ကောင်းနဲ့ပုံချမ်းတွေကြားမှာပဲပိတ်မိနေတော့ပါဒီလိုနောက်ကျတာဟာတရုတ်လေတဲ့ကကြီးမားတဲ့စစ်ပွဲကိုတခါမှမတိုက်ဖူးသေးတဲ့အချက်အကြောင်းပဲဖြစ်ပါတယ်ဒါကြောင့်တရားဝင်ထုတ်ပြန်ချက်တွေအားလုံးမှာ H20 ကိုအမြင့်ဆုံးချီးမွမ်းတာကတကယ်ကိုထူးခြားတယ်ဂွန်ယူစရာကောင်းတယ်စိတ်လှုပ်ရှားစရာကောင်းတယ်ဆိုတာတွေပဲဖြစ်နေတာပါ ဒါမဲ့ဒါကဘယ်လိုပုံစံတယ်လဲဘယ်လိုအခန့်ကဏ္ဍကပါဝင်မလဲဆိုတဲ့တိကျတဲ့ပြောဆိုချက်တွေကိုတော့ကျွန်တော်တို့ဘယ်တော့မှကြားရမှာမဟုတ်ဘူးလို့ယူဆနိုင်ပါတယ်ဟုတ်ကဲ့ဒီဗီဒီယိုကဒီလောက်ပါအဆုံးတကြိမ်ချုပ်ပေးခဲ့တဲ့အတွက်အများကြီးကျေးဇူးတင်ရှိပါတယ်